က်အာလူးစီပြန်လေးရဲ့ချစ်မောင်ဟင်းလေးရဲ့အဲနောက်ပြီးရဲ့အခါကျတော့ငပီတောင်းလေးနဲ့တိုးစရာလေးတွေပေါ့ဖွဲ့ဖွဲ့ရရာလေးအဲ့လိုမျိုးလုပ်ပေးဖြစ်တာပေါ့ကိုကြိုက်တဲ့ဒီလာတရက်နေမှာလှူဖို့ဒါပေမဲ့လည်း तू ကခยีသွားနေခยีသွားနေတဲ့အခါကျတော့အဲ့ဒါနဲ့ဒီ9ရက်နေ့လေးတာကြီးတဲ့သမီးပြက်လာရင်ဖုံးဆက်မယ်ဆိုတော့ဒီ9ရက်နေ့လေးကတော့ဒိတ်လှတယ်လို့ဆိုတော့လေဒီနေ့လေးဒါလှရမလား9ရက်9လ2025မှာ အလူလေးလို့ဖြစ်တာပါသားလေအဲ့လိုသူစားပွေးအမီးဖွားဖို့ပဲဖြစ်ဖြစ်အားဖွားဖြစ်ဖြစ်အဲ့တော့ဒီနုပညာကြီးကိုမောင်နှမရဲ့အခက်ခဲကိုသူ့သူ့ပြောလို့ကျွတ်တယ်လေလှုပ်မလေးတိုင်ဘာဘယ်တော့သူစားပွေးလဲဘယ်တော့မှမလဲတိုင်စားပွေးအနေနဲ့လေတာကြီးရဲ့ ပြည့်ပြည့်စုံစုံဖြစ်သွားပြီတဲ့ပို့ပို့ရှန်နှုတ်ဖို့ဆိုသူလေဘာပဲဖြစ်ဖြစ်လေတမိစိတ်ပူနေရတာပေါ့နော်အဲ့ဆိုသူအဲ့လိုမျိုးပြောတဲ့အခါမှာလေတာကြီးလေအရင်အမောပြေပြီးအဲ့ကြောင့်တို့လေအဆောင်းလေလှလိုက်လေဆူတောင်းပြသမီးလေးရဲ့ဝမ်းသာလိုက်တာကျေးဇူးတင်လိုက်တာဒီကိုအမှုပညာကြီးကိုမောင်နှမတွေရဲ့အခက်အခဲကကိုပဲတည်တာလေခွင့်ပြောပြလို့လည်းမရတဲ့ဟာလေ မှန်တော့တာကြီးကစောင်းတော့ဓာတ်စောင်းပါလေအဲ့ဥစား message ပြောရတဲ့သူကသူသူဟို Messenger တွေ Facebook တွေမသုံးတော့တဲ့ခါကြလေတာကြီးကိုပြစ်ထားရဲကောင်မလေးဆိုတော့လေမပြစ်ထားဟုတ်တာကြီးရဲ့တမိလှူမာတဲ့ဆိုတော့ तू ကအဲ့လိုမျိုးပေါ့လေလားတလရဲ့ပထမဆုံးနေ့လေးမှာလှူမယ်ဆိုလှူဆိုတော့လေဒီလားတရက်နေ့မှာလှူဖို့ဒါပေမဲ့လည်း तू ကခยีသွားနေတယ်ခยีသွားနေတဲ့ခါကျတော့အဲ့ဒါနဲ့ဒီ9ရက်နေ့လေးတာကြီးရဲ့တမိပြက်လာရင်ဖုံးဆက်မယ်ဆိုတော့ ဒီ9ရက်နေ့လေးတော့ဒိတ်လှတယ်လို့ဆိုတော့လေဒီနေ့လေးဒါလှရမလား9ရက်9လ2025မှာအလူလေးလို့ဖြစ်တာပါ ော့မဟုတ်ပါဘူးဆောင်းရဲ့စိတ်ထဲမှာကျတော့ဒါဟိုတလားတလားမှာပေါ့နော်ကိုယ့်ရဲ့ဒါရရဲ့ဝင်ငွေလေးတွေကစုပြီးတော့ဟိုတကယ်လိုအပ်နေတဲ့နေရာလေးတွေကိုလှူချင်တယ်အဲပြောကိုတကယ်လှူတဲ့အခါမှာလည်းဟိုတိတိယောက်ယောက်လှူချင်တာပေါ့နော်အဲ့တော့ဒါတာကြီးဆိုရင်ဒါတာကြီးနဲ့အမြဲလှူပစ်တာကကြတော့တာကြီးဆိုရင်ဒါဆောင်းအခုလိုမျိုး အော်အခုလိုမျိုးလှူမယ်ဆိုရင်တာကြီးကတကယ်စေတနာပပနဲ့ချက်ပေးတယ်အော်ပြီးတော့တခုခုဆိုလဲတာကြီးဒီလိုလေးကိုစီစဉ်ပေးပါဆိုတာကြီးကလည်းတကယ်ကိုစေတနာပပနဲ့စီစဉ်ပေးတော့အဆောင်ကအမြင်စိတ်ချမ်းသာလို့အလူပြည့်နေတာပါဟုတ်ဟုတ်ဒီလေးကပေါ်စားပေးချင်မှုလေးကြာလူစီပြန်လေးရဲ့ချမောင်ဟင်းလေးရဲ့အဲနောက်ပြီးရဲ့ခါကျတော့ငပီတောင်းလေးနဲ့တိုးစရာလေးတွေပေါ့ဖွဲ့ဖွဲ့ရရာလေးအဲ့လိုမျိုးလှုပ်ပေးပြစ်တာပေါ့ကိုကြိုက်တဲ့

အဲ့တော့ဒီအမှုပညာကြီးကိုမောင်နှမရဲ့အခက်ခဲကိုသူ့သူ့ပြောလို့ဆိုတော့လေလှူမလေးတိုင်းဘာပဲဘယ်တော့သူစားဖွင့်လဲဘယ်တော့မှမလဲတိုင်းအဲ့လိုမျိုးလေးအားချဖို့တိုင်ရအရာကိုခုနလိုက်လိုက်လဲလဲဆူတောင်းပေးတာဘာလို့ဆူတောင်းပေးလဲဆိုတော့ငါသမီးလေးကသူတပားအခက်ခဲတွေရှိရလေအဲ့ဒီအခက်ခဲတွေကိုငါသမီးဖြည့်ရှင်းပေးတယ်သူတို့ကိုစားတိုင်ရလေသူတို့ရဲ့ဘဝအမောတွေကိုပြည့်စေတယ်ဒီလိုမျိုးထမင်းဟင်းလှူရဲဆိုလို့ရှိရင်လေဒီဟာသူတို့တွေကထမင်းတက်နဲ့လေးကောင်းကောင်းလေးစားရတယ်အဲ့လိုမျိုးလေးအဲ့အတွက်သူများတွေ ရဲ့ဘဝအမောတွေကိုဖြည့်သိမ့်နိုင်တဲ့တမီလေးတမီဘဝမှာဘဝအမောတွေလည်းဖြည့်သိမ့်နိုင်ပါစေကကြီးတို့မှကြော်နေနိုင်ပါစေမရှိဆိုသောစကားတွေမကြရပါစေနဲ့နောက်တစ်ခါကျတော့စိတ်ဆင်းရဲခြင်းတွေပေါ့နော်မကောင်းပြောသူမကောင်းကြံစီသူတွေနဲ့လည်းဝေးကွာပါစေငါတမီလေးလက်ဖြားငွေသီးတထေးမာကြီးဖြစ်ပြီးတော့မြမမာတာမကကဘာထီကိုအောင်မြင်ကြော်ကြားတဲ့အမှုပညာရှင်ဖြစ်ပါစေလို့ဒါတကယ်ဆိုတော့တကယ်လိုက်လိုက်လည်းဆုတောင်းပေးရပါတကယ်တကယ် ရန်ဝမ်းတာတယ်ဘာဖြစ်လဲဆိုတော့ဟိုမီးဖွားတယ်ဆိုတာမိမတွေကလေဟိုမိမဖောင်စီယောက်ျားမီးဘာယောက်မိမယောက်ျားဖောင်စီမိမမီးနေဟာဘယ်မှာနေပြောသိလားအဲ့တော့အဲ့လိုအခါမျိုးမှာ အခုခေတ်ခါမှာမွေးဖွားတဲ့ဇေယိတ်ကလည်းရန်တော်သူစားပွဲရအတက်လဲရပြီအဲ့ဒီအချိန်မှာအဲ့လိုမျိုးပေါ့လေစားပထမတည်းကအဲလက်ကီးပေါ့နော်လက်ကီးမန်နီလေးဆိုနှစ်သိဆိုပြီးတော့နှစ်သိလွှဲပြီးပါပြီအာစုပန်ထွားလဲလွှဲတယ်အာပြီးရဲ့ခါကျတော့တာကြီးရဲ့ဟိုမသူစားပွဲနဲ့မွေးကန်နေနေပြောဦးတော့ဆိုဟဲလို့ तू 25ဒီလာလာဆိုချက်ချင်း तू တာကြီးတဲ့တမီလွှဲလိုက်ပြီရဲ့ဆိုနောက်ပြီးတော့အဲ့မှာတားကိုဆွဲ အာကိုဇွဲဆိုလည်းအဲ့လိုမျိုးပေါ့နော်။နားထိုင်သင်းပိုးရတဲ့တော့ the ace တို့ရဲ့ပေါင်တာသူတဲ့တာကြီးကလှူပေးမယ်ဆိုသူစားပွေအနေနဲ့လေတာကြီးရဲ့ ပြပြဆုံဆုံဖြစ်သွားပြီတဲ့ပို့ပို့ရှန်နှုတ်ဖို့ဆိုသူလေဘာပဲဖြစ်ဖြစ်လေတမိစိတ်ပူနေရတာပေါ့နော်အဲ့ဆို तू အဲ့လိုမျိုးပြောတဲ့အခါမှာလေတာကြီးလေအရင်အမောပြေပြီးတော့အဲ့ကြောင့်မို့သူ့ကိုလေစောင်းကိုလေလှလိုက်လေဆူတောင်းပြီးတော့တမိလေးရဲ့ဝမ်းသာလိုက်တာကျေးဇူးတင်လိုက်တာ तू စာပွင့်ကိုစာကျေးဇူးတင်မလားလို့ဒီကိုအမှုပညာကြီးကိုမောင်နှမတွေရဲ့အခက်ခဲကကိုပဲသိတာလေခွင့်ပြောပြလို့လေမရတဲ့ဟာလေ ဖြေခဲ့ဘူးသလိုပေါ့နော်ဒါစောင်းအတွက်ကကြတော့ဒါအမှုပညာအတိုင်းဝိုင်းဆိုတာကစောင်းအတွက်ဒုတိယမီတာစုပါစောင်းရဲ့ဒုတိယမီတာစုကိုအဲကိုတကယ်လလန်းမီတလောက်ကိုလိုအပ်တဲ့အခါမျိုးဆိုရင်ကိုနိုင်တလောက်ပေါ့နော်ဒါအကူညီပေးတာအပြင်မှာဆိုရင်လည်းစောင်းတော်တော်များများကိုအဲကိုဝင်စောင်းတော်တော်များများကိုခလေးမွေးပေးဘူးတယ်စောင်းမွေးပေးဘူးတော့12ရောက် လောက်ဝရှိပြီပေါ့နော်ဟုတ်တော့အမြဲတမ်းလိုအပ်တဲ့လူဆိုရင်အဲ့လိုကြုံကြိုက်တဲ့အခါမျိုးကိုတည်ရတဲ့အခါမျိုးဆိုရင်အဲ့လိုမျိုးလေးကိုကြီးပေးခဲ့ဖို့တယ်အဲ့ဒါကိုအမှုပညာတိုင်းဝိုင်းနေတကယ်လိုအပ်တဲ့လူဆိုရင်ဒါချက်ချင်းဟိုဒါဆောင်ကိုကြီးရမယ့်တာဝန်ရှိရတဲ့ကိုကိုလည်းဒါ ဟိုခံယူထားရပေါ့နော်ကိုယ့်ဒုတိယမိသားစုဆိုတော့ကိုယ့်ရဲ့အမတွေအဲဒါတာရီလို့ဆိုတော့ကိုယ့်ရဲ့ဟိုမိခင်လို့ပဲမအမေလို့ပဲနော်အကောင်တော့ဟိုပြည်သူဆောင်ရှောက်ပေးတယ်ဆောင်ရှောက်ပေးတယ်ဒီအတိုင်းဝိုင်းထဲမှာလဲအဲ့တော့ဘာပဲပြောတာကိုယ့်ရဲ့အမတွေအတော်တွေအဲ့လိုမျိုးဟိုမိဘတွေလို့မျိုးသဘောထားပြီးတော့လို့အတားအတွင်းကူညီပေးတာပါဟုတ် ော်ဒါကတော့တာရီအမြဲစောင်းအမြဲတည်းလဲအဲမက်ဆင်ဂျာမှာပဲဖြစ်ဖြစ်တာရီက Viber မှာပဲဖြစ်ဖြစ်သမီးလေးကိုအဲ့လိုမျိုးအမြဲဆူတောင်းပေးပြတယ်အခုလို့အခုလို့ပေါ့ဒါဒီနေရာတွေဆိုလို့ရှိရင် တကယ်လိုအပ်တဲ့နေရာလေလိုအပ်တဲ့အင်းလိုအပ်တဲ့နေရာမှာလိုအပ်တော့သူလေးတွေကိုအခုလိုလှူဒန်းပေးရတဲ့သမီးလေးဘဝမှာလိုအပ်ချက်ဆိုတာမရှိပါစေနဲ့ပြည်စုံအကုန်လုံးကျွယ်ဝချမ်းသာပြီးအတနာပြုနိုင်ပါစေမြမမာတာမကကဘာတီအောင်မြင်ကြောကြတဲ့သမီးလေးဖြစ်ပါစေဆောင်းယွန်းဆန်ပေါ့အကယ်ဒမီဆောင်းယွန်းဆန်လေးဖြစ်ပါစေအော်စကာဆောင်းယွန်းဆန်လေးဖြစ်ပါစေနောက်ပြီးတော့မြမပြည်သူပြည်သားတွေရောပေါ့နော်အကုန်လုံးကဘာအနှံ့နဲ့မှာရှိတော့မြမပြည်သူပြည်သားတွေအကုန်လုံးလဲဘေးဆိုးနှံဆိုးယောဂါဆိုးကတ် ိုးတွေကင်းဝေးကြပါစေဥပ္ပစီဒရကံတွေလည်းကင်းဝေးကြပါစေဇမတိပေါ့နိဗ္ဗာန်ရောက်အားလုံးစိတ်ချမ်းသာကိုချမ်းသာနဲ့ရှိကြပါစေဟုတ်ကဲ့ဟုတ်ကဲ့